မင်းကလေးတယောက်ကိုသူ့ရဲ့မိခင်ကနေစင်တဲ့အမျှအထုနဲ့နာမျိုးတစ်ခုနဲ့ပို့လိမ့်ပေးခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီရနက်တွေသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဖြည်းဖြည်းချင်းစိတ်ဝင်သွားစေဖို့ပါပဲ။သူအသက်20ပြည့်တဲ့အခါမိခင်ဖြစ်သူဟာသူ့မကိုတက်ကူပစ္စည်းဖြစ်အသုံးပြုပြီးလူကိုမွေးကြိုင်စေတဲ့ဆေးလုံးတစ်မျိုးပေါ်ဆက်ဖို့စီစဉ်ထားပါတယ်။ဒီအကြောင်းတွေအားလုံးကိုမင်းကလေးငယ်ကကြိုတင်သိနေခဲ့တာပါ။သူ့အမရဲ့အသက်20ပြည့်မွေးနေ့မှာစမ်းကြဲစွာတေးဆုံးသွားခဲ့ပြီးအဲ့ဒီနေ့ကစလို့သူ့အမေဟာဒီရနက်ဆေးလုံးတော့ ဒီကိုစတင်ဖော်ဆက်ခဲ့လို့ပါဒီစည်းလုံးတွေကိုအမျိုးသမီးရဲ့ချက်ပေါ်တင်လိုက်ုံနဲ့အမျိုးသမီးဟာချက်ချင်းဆွဲဆောင်မှုရှိပြီးဆွဲမက်ဖွယ်ကောင်းသူတယောက်ဖြစ်သွားစေပါလေတဲ့ဒီတဲ့င်းပြန့်နှံ့သွားတဲ့အခါရွာသူရွာသားအားလုံးလူချင်းတက်မှတ်လာကြပြီးသူ့အမေစီမှာငွေအများကြီးပေးပြီးအော်ရာမှာကြပါတော့တဲ့တခါကတော့တမီးဖြစ်သူမင်းကလေးဟာတီးချင်စိတ်နဲ့စည်းလုံးတစ်လုံးခိုးယူမိရာကသူ့အမေရဲ့ပြင်းပြင်းထန်ထန်စူပူတာကိုခံလိုက်ရပြီးနောက်တစ်ခါလုံးဝမထီးဖို့တတိပေးခံခဲ့ရပါတယ်မကြခင်မှာပဲဒီစည်းလုံးတွေကြောင့် ဘေးအန္တရာယ်ကြီးစတင်ခဲ့ပါတော့တယ်ရွာကအမျိုးသမီးတဦးဆေးလုံးကိုတုံးဆွဲပြီးနောက်ပုံမှန်မဟုတ်တဲ့ဆွဲဆောင်မှုရှိလာရကကာမကုံလိုက်စားသူတဦးရဲ့ပြစ်မှတ်ဖြစ်ပြီးအပြိုစင်ဘဝဆုံးရှုံးသွားခဲ့ပါတယ်ဒီအတွက်ကြောင့်ရွာလူကြီးကသူမရဲ့အရေးပြားကိုကက်ကျင်းနဲ့အရှင်လက်လက်ဖြစ်ပြီးလူတွေကိုကြောက်လန့်စေဖို့လူပုံစံစုံလုပ်ခဲ့ပါတော့တယ်ဒီမြင်ကွင်းကြောင့်မင်းကလေးဟာသူ့အမေရဲ့ဆေးလုံးတွေဟာနောက်ဆုံးမှာဘေးဆိုးပဲဖြစ်စေမှာကိုချက်ချင်းသဘောပေါက်ပြီးအတွင်းစိတ်ကနေကြောက်ရွံ့လာခဲ့ပါတယ်ဒီအချိန်မှာပဲ သူတောင်းစားတူးရောက်လာပြီးမိန်းကလေးကိုမြင်တော့မနာရန်ရေရွရင်းအပြေးထွက်ပါမဟုတ်ရင်တင့်အမေကတင့်ကိုတက်ကူပစ္စည်းလုပ်လိုက်မယ်လို့တတိပေးခဲ့ပါတယ်မိန်းကလေးကလိန်ပြောတာပါလို့ညှင်းဆိုပြီးတကယ်လို့ကျမကိုလိုအပ်တယ်ဆိုရင်အရင်စေးလုံးတွေကဘလို့လုတ်ခဲ့တာလဲလို့ပြန်ပြီးတော့သူတောင်းစားကမင်းရဲ့အမကိုမင်းရဲ့အမေရဲ့လက်နဲ့ပဲတတ်ခဲ့တာလို့ပြောလိုက်ရမိန်းကလေးငယ်ထိတ်လန့်တုံးလုံးသွားခဲ့ပါတယ်အိမ်ပြန်ရောက်တာနဲ့မိခင်ကဘယ်တော့မှအနာမကပ်ဖို့တားမြစ်ထားတဲ့လှုပ်ဝက်ခန်းကိုတွတ် အားခဲ့ပါတယ်ဆေးလုံးတွေရဲ့လှုပ်ဝက်ချက်ဒီထဲမှာရှိမယ်လို့တန်တရားရှိခဲ့ပြီးတကားနာချင်းကပ်လိုက်တာနဲ့သူ့အမရဲ့ရနံ့ကိုရလိုက်ပါတယ်ဒါပေမဲ့သူ့အမေကချက်ချင်းတလိုက်ပြီးဘာဖွက်ထားလဲမေးတော့အချိန်မကျသေးဘူးတနေ့ကျရင်တိလိမ့်မယ်လို့ပဲပြောခဲ့ပါတယ်မင်းကလေးဟာတန်တရားတွေကိုဖိနှိပ်ထားရင် သူမနဲ့အမမွေးကလေးကညတိုင်းလိမ့်ပေးတဲ့လူစေးဟာမိခင်ရဲ့မေတ္တာမဟုတ်ပဲသူတောင်းစားပြောသလိုလှုပ်ဝက်ချက်ဖြစ်နေနိုင်တယ်လို့စဉ်းစားမိပါတော့တယ်။အမှန်တရားကိုသိနိုင်ဖို့တကောက်ရံမှာအမရဲ့တင်ကြိုင်းကိုခိုးသွားပြီးတူးဖော်ကြည့်တဲ့အခါအထဲမှာအလောင်းမရှိတာကိုတွေ့လိုက်ရလို့ကြောက်လန့်ပြီးမြေပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အမေအတန်ကနောက်ကနေထွက်ပေါ်လာပြီးဘာလို့လိန်ညာခဲ့တာလဲလို့မေးတော့အမေဖြစ်သူကအမှန်တရားကိုသိသွားပြီဖြစ်တဲ့တမီးကိုလှုပ်ဝက်အခန်းထဲခေါ်ဖို့ကြိုးစား ပါတော့တယ်ဒါပေမဲ့မင်းကလေးကထိတ်လန့်တကြားအမေကိုတွန်းထုတ်ပြီးမျိုးတဲကိုအပြင်းထန်ပြေးရင်အမေကသူ့ကိုတမလို့လို့အော်ဟစ်ခဲ့ပါတယ်ရွာသားတွေကအမေကသမီးကိုအမှန်တကယ်ထိခိုက်အောင်လုပ်တော့မယ်လို့ယုံပြီးမင်းကလေးကိုဖမ်းကာအိမ်ပြန်ပို့လိုက်ကြပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မင်းကလေးဟာဆေးလုံးအဖြစ်အသွင်ပြောင်းခံရမှာကိုကြောက်ရွံ့ရင်းပုန်းရှောင်နေခဲ့ရပါတော့တယ်ဒီလိုနဲ့တနေ့မှာရွာသားတွေဆေးလာတောင်းကြတော့သူ့တငယ်ချင်းရဲ့မိဘတွေပါပါလာတာကိုမြင်လိုက်ရပါတယ်တငယ်ချင်းရဲ့ယောဂါ ကုတဖို့စေးတောင်းတာမှန်းသိတော့အမြန်သွားပြီးစေးလုံးကိုမစားဖို့သတိပေးပါလေဒါပေမဲ့စကားမဆုံးခင်မှာပဲတငယ်ချင်းရဲ့မိဘတွေနဲ့သူ့အမေရောက်လာပြီးသူ့အမေကတံမိုးကြီးစေးလုံးတစ်လုံးကိုတငယ်ချင်းကိုတိုက်ရိုက်ပေးလိုက်ပါတယ်ကံကောင်းစွာနဲ့တငယ်ချင်းကချက်ချင်းမမျိုးချမိပေမဲ့နောက်တစ်စက္ကန့်မှာပဲတငယ်ချင်းရဲ့ဖခင်ကပါရိုက်ပြီးစေးလုံးကိုပစက်ထဲအတင်းထိုးထည့်လိုက်ပါတယ်တငယ်ချင်းဟာချက်ချင်းပိုက်အောင်ပြီးမျက်နှာပူလောင်ကမြေပေါ်မှာလူးလိမ့်နေတော့မင်းကလေးကတေးတော့မယ်လို့ထင်ခဲ့ပါတယ် ဒါပေမဲ့ခဏလေးတွင်းမှာပဲအနာကျင်မှုတွေပျောက်ကွယ်သွားပြီးမျက်နှာပေါ်ကအမာရွတ်တွေအားလုံးပျောက်သွားတာကိုတွေ့လိုက်ရတဲ့အခါသူ့အမေကိုနားလည်မှုလွဲခဲ့ပြီလို့စဉ်းစားမိပြီးမိခင်နဲ့တမီးပြန်လဲတင်းမြက်ခဲ့ကြပါတယ်ဒီငင်းချက်မှုဟာနှစ်ရက်ပဲကြာပါတယ်တနေ့မှာသူ့အမေကလူစိမ်းတစ်ယောက်ကိုအိမ်ခေါ်လာတော့သူ့ကိုဖြစ်ပြီးအိမ်တော်အစ်ပြုတော့မယ်လို့ထင်ပြီးဒေါသတကြီးဝင်သွားခဲ့ပါတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့အဲ့ဒီလူကတခြားသူမဟုတ်ပဲသူမရဲ့ဖခင်ရင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အပြင်လူတွေရဲ့ စကားကိုယုံမိတာမှားပါတယ်လို့ဝန်ခံပြီးမိဘနှစ်ပါးစလုံးဘေးနားမှာရှိနေတော့ကြောက်စိတ်တွေတဖြည်းဖြည်းပျောက်ကင်းသွားပါတော့တယ်။ဒါပေမဲ့ဒီနေ့မှာသူ့လှုပ်ဝက်ခံတဲ့ကိုထပ်ဝင်လိုက်တဲ့အခါတေဆုံးသွားတဲ့သူ့အမရဲ့ပုံရိပ်ကိုမြင်လိုက်ရတာနဲ့ပဲဇလန်းကထိတ်လန့်ပွဲအဆုံးသတ်သွားခဲ့ပါတယ်။